တသက်တွင်တစ်ကြိမ်သာမြင်တွေ့ရမည်စကြဝဠာဧည့်သည်ဒီဒီရဲ့ပိုင်းအတွင် ရောက်ရှိလာပါတော့မည်2025ခုနှစ်အောက်တိုဘာလ21ရက်နေ့တွင်အေးခဲနေသည့်ဂျိုတိန်စီမင်းဆောင်2025 A1 ဒီကဘာမြေနှင့်လက်ကဘာနီးကပ်ချင်းထပ်ပင် ပိုမိုနီးကပ်လာက ကီလိုမီတာ2.15တန်းအကွာဝေးသို့ချင်းကပ်လာမည်ဖြစ်ပြီးထူးခြားသောအခြေအနေတစ်ရက်လည်းဖြစ်ပေါ်လာပါမည် အချင်းတတမနှင့်ကီလိုမီတာခန့်ရှိသောအဆိုပါစကြဝဠာခီးတေသည်ကျမတို့၏ကောင်းကင်သို့နှစ်ပေါင်းတထောင်ခွဲအတွင်းတစ်ခေါက်ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီးယင်း၏ပြန်လာမှုသည်အမှန်တကယ်တမိုင်းဝင်သောကောင်းကင်ရဲ့တွေ့ဆုံမှုတစ်ခု ဖြစ်လာပေလိမ့်သည်နေနေရောကဘာမီနှင့်ပါနီကလာတီနှင့်အမျှယင်း၏မျက်နှာပြင်သည်ပူလာပြီးတောက်ပသောအမည်တစ်ခုကိုဖြစ်ပေါ်စေကာတောက်ပသောဓာငွေနှင့်ဖုံမှုများကိုထုတ်လွှတ်မည်ဖြစ်သည်ယင်းကိုရတ္တပတ်များစွာကြာအောင်တာမန်မျက်စိဖြင့် ထင်ရှားစွာမြင်တွေ့နိုင်မည်ဟုမျှော်လင့်ရသည့်ရင်းကြိုသိမ့်သည့်ကျယ်အများစုထက်ကိုမိုတောက်ပလာကကဘာတဝမ်းရှိညကောင်းကင်ရံတွင်ရင်သက်ရှုမော့ခွေမြင်ကွင်းတစ်ခုကိုဖန်တီးပေးလိမ့်မည်ဟုနက္ခတ္တပေရပညာရှင်များကခန့်မှန်းထားကြသည့်